အလုံးမဲမင်္ဂလာပါကျွန်တော်တို့ football and live ပြွဲပြီးသုံးသက်ချက်ကနေပြီးပြန်လေပြီးကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ Everton နဲ့ Arsenal ပွဲစဉ်ကတော့ပြီးသွားခဲ့ပြီအဲ့တော့ဒီပွဲစဉ်ပြီးတဲ့နောက်မှာလက်ရှိမှာဒါကျွန်တော် Premier League ရဲ့ တိုက်တယ်ဒါကျွန်တော်တို့ challenge လေးပြီးသွားလောက်နီးနီးဖြစ်သွားပြီလို့ပဲဆိုရမယ်တဲ့မှာပါပါတယ်အဒီနေ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ Arsenal တင်းတယ်ဒီနေ့ပွဲစဉ်ကိုချင်းကပ်လာတဲ့ပုံရဆိုရင်တော့အတိတ်ကဒါ Premier League ကိုလက်လျှော့လိုက်တဲ့ပုံကိုအပြည့်အဝတွေ့ရမယ်တဲ့မှာပါတယ်လူစည်းင်းကိုကြည့်မယ်ဆိုတာကျွန်တော်တို့လက်ရှိဒဏ်ရာကပြန်လာတဲ့လူဇင်းတော်မှာလူတွေတော်မှာတိတ်မထည့်ထားခဲ့ပင်နဲ့ဒါကျွန်တော်တို့အရင်လူစင်းကိုပဲအဓိကထည့်ထားခဲ့ရတဲ့မှာပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Arsenal တင်းရဲ့လူစင်းကိုကြည့်ပြီးကျွန်တော်အနေနဲ့ကောက်ချက်ချလို့ရတဲ့အရာကအာတီတာအနေနဲ့ ်ပရီးမီးယားလီဂ်ဆူဖလာကိုတော့သူလက်လျှော့လိုက်ပြီးဆိုတဲ့သဘောတစ်ခုကိုသူ့အနေနဲ့တက်ရောက်တဲ့တည်းမှာပါတယ်ပေါ့နော်ပြောချင်တာကလက်ရှိမှာဒါကျွန်တော်အေဗာတန်ဘတ်ဂျီအောင်ဒီနေ့ပုံစံမှာဒါကျွန်တော်ဒီပွဲစဉ်မှာမတိုင်ခင်မှာဒါဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကလည်းမေကွန်းထုတ်เสียဖြစ်ခဲ့လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကျွန်တော်တို့ဟယ်ရစ်ဆင်နဲ့ဒါကျွန်တော်တို့လူးဝစ်ကယ်လီနဲ့ညှိတယ်ပေါ့နော်လူးဝစ်ကယ်လီစွဲတာကတော့ foul ပဲ100%ပဲဒါအူတော့အကြီးကျယ်ညင်းစရာမလိုဒါလူးဝစ်ကယ်လီရဲ့ဟယ်ရစ်ဆင်ကြီးကိုဒါကျွန်တော်စွဲလိုက်တာကဒါလုံးဝ foul မယ်ဒါပေမဲ့ဟယ်ရစ်ဆင်ကလည်းလဲတယ်ဗျသူ့အနေနဲ့သူလုံးဝလဲကျသွားခဲ့တာတစ်ဖက်ရဲ့ဒါကျွန်တော်စီးတဲ့မှာမှသူကလုံးဝလဲကျသွားခဲ့တယ်အဲ့တော့ပြောချင် င်းတာဒါကျွန်တော်တို့ contact ဆပြီးဖြစ်တဲ့နေရာကိုမယူဘဲနေတာကျွန်တော်လဲကြပေါ်တဲ့နေရာကိုဒါကျွန်တော် VAR ကယူလိုက်တယ်အဲ့တော့ပြောချင်တာကကျွန်တော်တက personally ရပြောမှာဒါက foul ဆိုတာမှန်တယ်ဒါပေမဲ့ဒါက penalty မဟုတ်မဟုတ်ဆိုတဲ့ဥစားကြီးကကျွန်တော်အနေနဲ့သိပ်ပြီးတော့သဘောမကျလာဘူးဆိုတော့ခုနပေါ်တယ် Harrison ကလဲပြီးသားကစားသမားသူ့အနေနဲ့ Lewis Kelly ဆွဲလိုက်တဲ့အချိန်မှာသူက plain ကြီးကျွန်တော်ဒါတစ်ဖက်ရဲ့အသင်းရဲ့ဒါကျွန်တော်တို့တတ်တက်ကြီးကိုဆွဲခေါ်သွားပြီးမှဒါကျွန်တော်လဲကြသွားတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမှာအဲ့တော့ကျွန်တော်ကဒီလုံးကိုဒါကျွန်တော်ခုနပေါ်တယ် VAR အနေနဲ့တော်တော်လေးကိုအားနေတယ်လို့ဒါကျွန်တော်ကွင်းလင်တိုင်းကသူမြင်ရဝဲသူလှန်တာတာဖြစ်လင်ဖြစ်လိမ့်မယ် ဒါပေမဲ့ VR အနေနဲ့ဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုအားနေတယ်လို့ကျွန်တော်အနေနဲ့ပုံကူရေးအမြင်မိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Starling ရဲ့ဒါကျွန်တော်တို့ပွဲကောင်းတဲ့ပွဲဒါချေချောရှာရှာပပပွဲတဲ့ပွဲကိုကျွန်တော်တွေ့ခဲ့ရတယ်ဒီနေ့ပွဲစဉ်မှာဒါ Starling ကိုမိနစ်60အပြည့်မသုံးမနဲ့55မိနစ်ကိုပဲသုံးခဲ့ပြီးဒါကျွန်တော်တို့ကစားသမားတချို့ကလည်းဒီနေ့ပွဲစဉ်မှာနေရာပြန်ပေးခဲ့တာတွေ့ရမှာအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Martinelli နဲ့ Saka တို့ရဲ့ဒါကျွန်တော်တို့ combination တစ်ခုဒီနေ့ပွဲစဉ်မှာပြန်တွေ့ခဲ့ရတဲ့ပွဲတဲ့ပွဲဆိုပြောလို့ရတယ်မှာပါအဲ့တော့ Saka နဲ့ Martinelli ကဒီနေ့ပွဲစဉ်မှာဒုတိယပိုင်းမှာတစ်ဖက်အသင်းရဲ့ပိတ်ဆို့မှုတွေကြားထဲမှာပဲအချိန်ကုန်သွားခဲ့တယ်ဒါကျွန်တော်တို့ ဘာတန်အသင်းနဲ့တွေ့မယ်ဆိုဒါမျိုးတော့မပါဒေးဗစ်မိုးယက်စ်ရဲ့အသင်းကအခုလက်ရှိမှာဒါရှေ့ကပွဲတွေလူပါပဲတပွဲတကူပြန်မြပေးနှုတ်နေတူဒါကျွန်တော်တောက်လျှောက်ကန်ဆယ်ပိုင်းကိုကြစ်လစ်အောင်ထိန်းသွားခဲ့တယ်လို့ပြောရမယ့်အနေအထားမှာရှိတယ်။ဒီပေါ်မှာဒါကျွန်တော်တော်တော်လေးကိုကောင်းသွားခဲ့တာကလီယန်ဒရူထရော့ဆက်ရဲ့အတွင်းကိုပဲ။ဒါကျွန်တော်သူ့အနေနဲ့ဒါကန်သွားခဲ့တာတော်တော်လေးကို crucial ဖြစ်ပြီးတော်တော်လေးကို might တဲ့ဒါကျွန်တော်တို့အဲ တွင်းကိုတစ်ခုကိုလီယန်ဒူထရော့ဆက်ကတွင်းသွားခဲ့တယ်လို့ကျွန်တော်အနေနဲ့ပုတ်ကူရပုတ်ကူရမြင်ပြီးတယ်မှာပါတယ်။အော်လက်ရှိမှာဒီနေ့ပုံစံမှာလီယန်ဒူထရော့ဆက်ကတော့စန်တာဖော်တယောက်လက်ရှိမှာအသုံးပြုလို့ရကြောင်းကိုဆက်လက်ပြီးတော့ပြသခဲ့တဲ့ပွဲစဉ်တွေဖြစ်တယ်။အဲ့တော့အီသန်ဝန်ဒရီကလက်ရှိကျွန်တော်မြင်နေတဲ့ပွဲစဉ်လေးမှာဒီကစားသမားကလက်ရှိမှာဒါ open မဖြစ်တဲ့ပွဲစဉ် cancel ပိုင်းကတစ်ဖက်ကကျစ်တဲ့ပွဲစဉ်မှာအီသန်ဝန်ဒရီနည်းနည်းလေးစိုးရကျက်တယ်တဲ့မှာပါတယ်။ဒါကတော့တော်ပြုလို့မရအခုလက်ရှိမှာအသက်16နှစ်ပြည့်ဖို့တောင်မှဒါကျွန်တော်တို့အဲမနေ့တနေ့မပြည့်တော့မပြည့်သေးဘူးထင်တယ်နော်။အသက်16နှစ်မပြည့်သေးတဲ့ Charlie တယောက်နဲ့ဒီလောက်လုပ်ပြနိုင်တာတော့မှတော်တော် ေးကိုကောင်းခဲ့ပြီလို့မြင်တယ်အဲ့တော့ဒါတပွဲလုံးတိုင်းတိုင်ရခင်ဗျားတို့ကျွန်တော်တို့ဒါစကားလေးပုံမလင်းပြောင်းအောင်အာတီတန်နေနဲ့ခုလက်ရှိမှာပရီးမီးယားလီဂ်ကိုလုံးဝ give up လုပ်လိုက်ပြီလားဆိုတော့ဒီလိုမျိုးပွဲစဉ်ကိုကြည့်ရမယ်တယ်မှာပါတယ်လာလာမဲ့ပွဲစဉ်က Real Madrid နဲ့ပွဲစဉ်ကအရေးပါတယ်ဆိုတာမှန်တယ်ဆိုတာမှန်ပေမဲ့ဒီနေ့ပွဲစဉ်ကိုကြည့်မယ်ဆိုတာ cancel ပိုင်းကလွင်တသိန်းလုံးနီးနီးတော်တော်လေးကိုအပြောင်းလဲလုပ်ထားတယ်ကွင်းလယ်ဘက်မှာလုံးဝ Odin Gag ကိုအနားပေးပလိုက်တယ်ဒါကျွန်တော်တို့ကွင်းလယ်မှာ defensive mind ရှိတဲ့ကစားသမား၃ယောက်လုံးကိုပစ်ထည့်ထားတယ် Tyson Mata ကျွန်တော် Starlin Trossett Eden Wanderery ပြောမယ်ဆိုတော့တောင်ပံကစားသမားတွေပဲတွေ့ရမယ်လို့အဲ့တော့ လက်ရှိမှာအာစတန်သင်ကလာမဲ့နေရာဒီမှာငွေသုံးမယ်ဆိုတဲ့စကားလုံးနောက်မှာဘာဒီကွင်းလေနဲ့ဒီတိုက်ဆက်ကလူပိုသုံးတင်တယ်ဆိုတော့မြင်တဲ့တည်းမှာပါဒါပေမဲ့ personally ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးပြောအောင်အဲ့ဒါကဘာလဲဆိုတော့အာတီတာအနေနဲ့လာမဲ့နေရာဒီမှာဇူဘီမန်ဒီကိုဝယ်မဲ့စကိစ္စပဲအဲ့တော့ဇူဘီမန်ဒီကိုဝယ်တယ်မဝယ်တာဇူဘီမန်ဒီကိုဝယ်တာသိတ်ကောင်းတယ်လို့မြင်တယ်ဒါပေမဲ့အာစတန်မှာအခုလက်ရှိမှာခန်းစစ်ကစားသမားခန်းစစ်အသားပေး ဒါကျွန်တော်တို့ပြောပေါ့ defense mindset နဲ့ကစားသမားတွေတဖြည်းဖြည်းနဲ့များလာခဲ့ပြီလို့မြင်လို့ရတယ်ဒီမှာပါတယ်ဘောနော်အဲ့တော့ပြောချင်တာအာတီနာနဲ့ဒီနေ့ပွဲဆောင်မှာပိုဆိုးတာကသွင်းသွားတဲ့သွင်းကိုတကူရလေလို့ဟာကနေဟင်းကနေဖြစ်သွားရလောက်အောင်ဒီကိုတိတ်တိဘာမှမရှိခဲ့ဘူးပြောချင်တာအာဆဲတိုက်ဆက်ကလိုအပ်ချက်တွေများစွာရှိခဲ့တယ်အိုဒင်ကဝင်လာခဲ့တဲ့ဒါဆာကာမာတင်နလီဝင်ဆိုအိုဒင်ကဝင်လာတဲ့အချိန်ကတော့မနိုင်ပြောမှာဆိုတရေလေးကိုဒါလည်းနောက်ကျသွားပြီပေါ့တစ်ဖက်ကဒါကျွန်တော်ရှင်းတယ် အဘဒန်တဲ့ဒီနေ့ပေါ်စမှာတရေတမတ်ကသူ့လိုဆက်တယ်လို့မှာပဲဒီဒေးဗစ်မိုယက်စ်ကိုကြည်လာခဲ့တဲ့လူတွေကအကုန်သိပြီဒေးဗစ်မိုယက်စ်ကတမတ်နဲ့ဆက်တယ်လို့ရမယ်လူတယောက်ဖြစ်တယ်သူ့နဲ့တာအသင်းကြီးတွေမှာဒီအမတ်ကိုသူယူမယ်အသင်းငယ်တွေမှာသူဒီအမတ်ကိုသူယူမယ်ဆိုတဲ့နီးပြတယောက်ဖြစ်တယ်တော့ကြောင့်မို့ဒီနေ့ပေါ်စမှာသူဟာဦးနာဘယ်လိုပဲတမတ်နဲ့မှတာကျွန်တော်လုံးဝဆက်အဲ့တော့ဒီနေ့ပေါ်စမှာဒိုင်ရလဲကြောင်လုတ်ပါသေးတယ်ဒါပွဲပြီးဖို့တာကျွန်တော်10စက္ကန့်နဲ့15စက္ကန့်လောက်လူတာကိုဒါလုံးဝကိုပွဲယူရက်ချလိုက်ပြီးတော့ပြီးတော့မှတာကျွန်တော်သူ့နဲ့နိုင်ပြန်ကြည့်ပြီးတော့မှဟာမဟုတ်သေးဘူးပြီးတော့မှဒါ free kick ပြန်ကန်ဆို free kick ပြန်ခံအဲ့တော့ premier ပရီးမီးယားဒီလုံးဝလဲစိတ်တွေညစ်နေပါတယ်ဆိုတဲ့ဥစ္စာကောင်မှဒါကျွန်တော်ပရီးမီးယားလီကဒိုင်နေကနေဆောက်ဘောဒိုင်နေဆိုတာဆက်လက်ပြီးတော့လက်ရှိမှာအဆင့်တန်းမရှိတဲ့ဒိုင်နေဆိုတာဆက်လက်ပြီးပြသခဲ့တဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်ရတယ်မှာပါတယ်ပေါ့နော်ဒီနေ့ပေါ်မှာဒါအားရစားနောက်တစ်ခုကဘန်ဝိုက်ပါဘန်ဝိုက်နေ overlapping run နေတအားကောင်းတယ်ဘန်ဝိုက်ကတော်တော်လေးကိုမိုက်တယ်ကျွန်တော်ဒါကစားသမားတယ်အဲ့တော့လက်ရှိမှာဒါကြည့်ရတဲ့ပုံစံအရနောက်တစ်ခုကိုထပ်ပြောမယ်ဆိုရင်တော့ Gabriel မရှိတာတော်တော်လေးကိုသိသပါတယ်လက်ရှိမှာဒါကျွန်တော်တို့ အာစနိုတဲ့ဆက်ပီးစ်တွေကအမြဲတမ်းလီတုံဖြစ်နေတဲ့အသင်းတင်းတွေကနေပဲလက်ရှိမှာပြဿနာပေါ်တော့ဆာကာပြန်ကောင်းလာတဲ့ဂေဘရီယိုနာလေဂေဘရီယိုပြန်ကောင်းလာတဲ့ဆာကာနာလေအဲ့တော့အာစနိုရင်တော့ဆက်ပီးစ်ဆိုရင်ဟာကနေဟင်းကနေကြည်ရတဲ့အသင်းတင်းတွေနဲ့အမြဲတမ်းလေလို့အခုလက်ရှိမှာဒါကျွန်တော်ဆက်ပီးစ်က တတော်တခုခုလိုနေတယ်ဗျာလားစားမပါတဲ့ဟင်းတခုလိုဖြစ်နေဘာလိုလို့လိုနေမှန်းကိုမသိတဲ့ဒါဆက်ပီးစ်တခုကိုကျွန်တော်ဒါအာဆနယ်အသင်းစီကနေတွေ့ခဲ့ရတယ်တစ်ဖက်ကအဗာတန်အသင်းကြောင့်ပြောအောင်အဗာတန်အသင်းကဒီနေ့ပွဲစုံမှာရှင်းနေဗျာဖီဇီကယ်ကိုပဲလုံးဝအဓိကအားသားပေးပြီးဆော့သွားခဲ့တာအဲ့တော့ဒီနေ့ပွဲစုံမှာဒါသူတို့ရဲ့ကွင်းလယ်မှာဆိုကြည်လိုက်အသိတာအာဆနယ်ကွင်းလယ်နဲ့နင်းလားငါလားပဲဒါဒိုကိုရီကျွန်တော်တို့အီယူဂမူနဲ့ကျွန်တော်တို့အီဒစ်ဆာဂေးဒီသုံးယောက်ကိုလုံးဝ strong ချတယ်ပြောကြတာသုံးယောက်လုံးကဒါကျွန်တော်တို့ဒိုကိုရီကကျွန်တော်အခုချိန်ထိပေါ့နော်လီးပြတွေဒါကျွန်တော် short tight kick ခဲ့ရအခုချိန်ထိဒါကျွန်တော်တို့ဒီလီးပြမိုးရဲစစ်ခဲ့ရသူတို့ဘလို့ပြ ပြီးဒိုကိုရီကိုစန်တာဖော်ဝါကြီးတုံးနေလဲကျွန်တော်လည်းနားမလဲအီယံဘောကဒိုကိုရီကအီယံမှမှုတာကျွန်တော်အရင်ကတည်းကတည်းကဒိုကိုရီတီတာတော့ DM တယောက်ဖြစ်တယ် CM တယောက်ဖြစ်တယ်ဒီတယောက်ပဲမြင်ရတယ်မှာပါတယ်ဘောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အမှန်တမ်းပြောမှဆိုရင်ဂျရန်ဘရန်ဒဝိုင်းနဲ့တာကော့စကီတွေအတွဲကလှုပ်ဖြစ်နေစေဖြစ်တယ်ဒါဆိုနောက်ပါဆိုပေကိုဒိုကိုကသူ့ရဲ့ဆိုင်းရင်တစ်ခု limit တစ်ခုအမြဲတမ်းတွားနေစေဖြစ်တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာနောက်ထပ်တယောက်ချီးကျူးနေတာဂျော်ဒန်ပစ်ဖို့ပါပဲ ဂျော်ဒန်ဘစ်ဖူတယောက်ကတော့ကျွန်တော်အသင်းကြီးနဲ့တွေ့ပြီဆိုရင်တော့ဟေးလာကွယ်မောင်ယူအမြဲတမ်းကောင်းတဲ့ကစားသမားတယောက်ဆိုတော့လုံးဝလုံးဝညင်းစရာမလိုဘူးလို့မြင်တယ်ပေါ့နော်အဲ့တော့လက်ရှိအာဆနိုအသင်းမှာခုနကပြောဆိုနောက်တစ်ခုထပ်ပြောစရာရှိတာကပူပူလေးလေးပြောရမယ်ဆိုအာဆနိုအသင်းနဲ့လာမစ်ညူရာဒီမှာဇူဘီမန်ဒီခုနကပြောနေပြတ်သွားတယ်ဇူဘီမန်ဒီကိုအစားဖေးပြီးခေါ်တာမှန်တယ် AM ကောင်းကောင်းတယောက် Arsenal သင်းမလိုဘူးလားကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါ။ဘာလို့လဲဆိုတော့ရှေ့တန်းကလေသူကသူအဆင်ပြေတဲ့တယ်မှာပါ။အကွင်းလေ DM နဲ့ကမဆိုးဘူးအဆင်ပြေတဲ့တယ်မှာပါ။ဒါပေမဲ့ဒီနှစ်ခုရဲ့ချိတ်ဆက်ပြီးနေတဲ့ပေါင်ကူတရားကတခုခုများ Arsenal သင်းစီမှာလိုအပ်နေများသလားလို့ကျွန်တော်အနေနဲ့တွေးမိရတယ်မှာပါ။ဘာလို့လဲဆိုတော့ဒီနေ့ပေါ်မှာကျွန်တော်တို့ထုံးကနေ Arsenal သင်းရဲ့ကခန်စင်းနဲ့ဂူဒမန်နဲ့ Ryan နဲ့ Saliba တို့ကသူတို့လုံနေသူတို့လုံနေစေဖြစ်တယ်။ဒါ Luis Kelly ကတခါခါကျရင်ဒါလူငယ်ဆန်ဆန်ပါပဲ။ဒါအမားတွေတချို့ကတော့တွေးနေရစေဖြစ်တယ်။ဒါပေမဲ့ Luis Kelly ကောင်းကွနာပေါ့။ Luis Kelly ကိုလေကျွန်တော်အမှန်တိုင်းပြောမှာဆိုဒီလိုပုံစံမျိုးဒီ ကောင်ကျွန်တော်နောက်ပိုင်းကျရင် LW ကျွန်တော်တင်စေခြင်းနဲ့ဒီကောင်တော်တော်လေးကိုတိုက်ခင်ဘာမင်းနစ်ဒုတိယပိုင်းမှာတင်တယ်ကျွန်တော်ဒါတသင်းလုံးကိုမှု့ပြီးကြည့်ပါကျွန်တော်ကျွန်တော်အဖေရောဟာခနေဟင်းခနေဖြစ်သွားတဲ့ movement ရှိတယ်လုံးဝ Louis Kelly မြေကကျွန်တော်တို့ရှိသမျှဟာ O'Brien Hardison Idizagi ကြော်သွားတာပြီးတော့သူ့ကိုဖောင်းလိုက်တယ်ဗမာရအဲ Declan Rice ကနေပနဝါဖို့ free kick ထင်တယ်ဖောင်းလို့ဖောင်းတာ တော်ကောင်းတဲ့ chart တွေပြာသေးတာဒါကြောင့် tight set ကိုတော်တော်လေးလိုက်တာမှရတယ်။ကောင်းမနာပေါ်သူပဲ LB မဟုတ်ပဲね LWB ပုံစံမျိုးဆိုရင် Lewis Kelly တော်တော်ကောင်းပါဗျာ။ဒါမှမဟုတ်နာပေါ်သူပဲ Lewis Kelly နဲ့တစ်ချိန်ကတည်းကကျွန်တော်တို့ guard ဘေးပုံစံမျိုး LB မာနေပြီး LW ကိုဆွဲတင်သွားလို့ရနိုင်ပြီ။ပေါ်သူ Lewis Kelly ကပြီးတော့ tight set ညာလည်းရှိတယ်။ဒါကြောင့် goal တွေလည်း twin တက်တယ်။အဲ့တော့ခုနက Lewis Kelly ကိုရှေ့တင်ပေးနိုင်မယ်ဆိုတော့မစိုးဘူး။ဒါပေမဲ့ခုနကနောက်တန်းမှာဆိုတော့သူကနည်းနည်း aggressive ဖြစ်တယ်။ aggressive ဖြစ်တဲ့ကြောင့်သူ့နဲ့အမားလေးတွေရှိပြီ။အဲ့အမားတွေကတဆင့်ဒါကြောင့်အမြင်နဲ့လို့ကျွန်တော်ပြစ်တန်နေပေးရတယ်။အနီးကတွေလည်းပေးရတယ်။ခုနကခုလက်ရှိမှာ penalty လည်းသူ ူကြောင့်ရသွားခဲ့လို့ဖြစ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာက Lewis Carey ကိုကျွန်တော်ကမှတ်နိုင်ပြော defensive mind ရဆိုင်ရှေ့တန်းလေးကိုကျွန်တော်နည်းနည်းပူအသားပေးစီခြင်းတဲ့မှာပါတယ်ဒါပါလက်ရှိမှာဒီနေ့ပွဲစဉ်ကိုကြည့်ရမယ်ဆိုရင်တော့ဒါအာတီတာနဲ့ဒီနေ့ပွဲစဉ်ကသုံးဘက်ကိုသူမယူခြင်းလို့သာမယူလိုက်ရတဲ့ပွဲမယူမယူနိုင်နေဆိုတာတူမှာဆိုဒုတိယပိုင်းမှာသာဒါ Lewis ဆွတ်ဆက်ပြီးထည့်ပြတာဘာညာလွင်အာတီတာနဲ့ဒီနေ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင် Premier League ကိုသူ give up လုပ်လိုက်တဲ့ပုံစံမျိုးနည်းနည်းလေးတက်ရောက်တယ်လို့မြင်တယ် Everton ကတော့ရှင်းတယ်သူ့ရဲ့ trend time ပဲခံစစ်ကောင်းကောင်းကိုလုံအောင်ထိန်းပြီးတော့တကူပဲပေးသွားတယ်တကူရအောင်ပြန်သွင်းတယ်တရေပွဲစဉ်နဲ့ဆိုတော့အဲ့တော့ Everton ကလက်ရှိမှာဒါကျွန်တော်တို့မြို့ကန်ပြန်ရဖြစ်တဲ့လီဗာပူးအသင်းကိုမွေးနေ့လက်ဆောင်ပေးလိုက်တယ်လို့ပါပဲ။ရော့အင်းမင်းအတွက် title challenge ဆိုအဲ့တော့အကယ်၍သာလီဗာပူးကတော့ဖူဟန်အသင်းကိုနိုင်ခဲ့မယ်ဆိုတော့14မှတ်တိတိကွာသွားမှာဖြစ်ပြီးတော့ Premier League title challenge နီးနီးဖြစ်သွားမှုအတွက်တေချာသွားပြီလို့ပြောရင်လည်းပဲကျွန်တော်ကိုသွားခွင့်ပြုပါအောင်။အဲ့တော့ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကြည့်လို့ဆံပေါဝင်ကူညီလို့ရပါတယ်။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်ကကွန်မန်တီထဲမှာလေ Youth Sport Media 3.0နဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကြောင့်မျက်တော်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်လည်းအားပေးလို့ရပါတယ်။များများလေးကလစ်ပေးကြပါဗျာ။များများကလစ်မှများများနိုင်ဖြစ်ပါတယ်။ကျွန်တော်လက်ရှိမှာတော့ကျွန်တော်တို့ငါလင်းပေးတဲ့ပြည်သူတွေကိုကူညီပေးနေတဲ့ညီကိုမောင်မတယောက်ချင်းစီတောင်လည်းအများကြီးအများကြီးကျေးဇူးတင်ပါလို့ပြောချင်နေပဲကျွန်တော်တော့ကပြပါပဲကျွန်တော်နောက်မှ AC တွေ့ကြတာပေါ့ 呢個呀～